သိသမားလောမင်္ဂလာခင်ဗျာအခုဆိုရင်ဝမ်ဟာရှေ့လာမဲ့ပွဲမှာသွေးရင်းထက်ကိုဘသူနဲ့ပွဲတယ်ပြင်ကောင်းမလဲဆိုတော့အလေးနဲ့ထားပြီးစဉ်းစားနေပြီလို့သိရှိရပါတယ်ခင်ဗျာဒီတော့သွေးရင်းထက်ရဲ့ပွဲဟာတိတ်မကြလောက်ဘူးလို့ကျွန်တော်တို့တွက်ဆလို့ရပါပါပြီအလွန်ဆုံး2လလောက်ပဲစောင့်ပြီးရင်သွေးရင်းထက်ပွဲ ရောက်ရှိလာနိုင်ပါတယ်ဘာကြောင့်ဝမ်ကအခုကလေးကသွေးရင်းထက်နဲ့တယ်ပြင်မဲ့ပြန်ဘက်ကိုသတိထားရွေးချယ်နေတယ်လဲဆိုတော့သူတို့ကပွဲကောင်းတဲ့ပွဲဖြစ်စေခြင်းနဲ့ တွင်းလင်းထက်ကိုအခုပတ်တောင်အကွက်မှာထိုင်းကပြည်သက်တွေအစစိတ်ဝင်စားသွားတယ်ပြီးတော့အားပေးမှုမြင့်တက်သွားတယ်ဒီတော့တွင်းလင်းထက်ဟာဘာပြော1အတွက် market player တယောက်ဖြစ်လာပြီးဈေးကွက်ရှာဖွေပေးနိုင်တဲ့ကစားသမားတယောက်ဆိုတော့တစ်ဖက်ကသူ့ပြိုင်ဘက်ကိုပုံရိပ်ရှိတဲ့တယောက်နဲ့တည်ပေးလိုက်ရင်ပြည်သက်စိတ်ဝင်စားမှုကအများကြီးမြင့်တက်သွားမလားဆိုတာ1ကစမ်းသပ်ကြည့်ရှင်လာတဲ့သဘောလို့ကျွန်တော်သတင်းကြားသိရတယ်ခင်ဗျာ ပြီးတော့2025ခုနှစ် Power Rankings ထုတ်ပြန်ချက်မှာသွေးလင်းထက်ကအဆင့်နှစ်ရှိခဲ့လေအဆင့်တနေကတော့ကြောက်စူးရိုင်းပေါ့အဲသွေးလင်းထက်ရဲ့အဲ့ပတ်တရောင်ကွက်ကတော်တော်လေးကိုထိုင်းကပြည်သက်တွေရောနောက်ဝမ်ရဲ့ CEO ကိုလည်းဖြစ်တဲ့ Shatri ကိုယ်တိုင်သဘောကျနေလို့သိရတယ်2025ခုနှစ်မှာသွေးလင်းထက်ဒီသုံးဘွဲထိုးပြီးပြီးသုံးဘွဲလုံးကိုသူအနိုင်ပြနိုင်ခဲ့တယ်ခမဒီသုံးဘွဲမှာဆိုရင်တော့ data သူ့ရဲ့ဘုံကွန်ပျူတာသွားစီတာက ခရစ်ပတ်နဲ့အခုနောက်ဆုံးထိုးခဲ့တဲ့ပွဲလက်ရှိမှာဆိုရင်ဝိုင်းချန်ပီယံရှစ်က Reese Video Fan တင်ထားတာဆိုအဲကြည့်ရှုသူအရေးအတွက်လေးသန်းကျော်သွားပြီ Reese Video Fan ကလေအဲ့လောက်အထိကိုသွေးလင်းထက်ပေါ်မှာပြည်သက်စိတ်ဝင်စားမှုအောင်ဆက်မှုကရှိလာပြီပေါ့ဒီတော့သွေးလင်းထက်အတွက်ကလည်းရှိလာမဲ့ပွဲစဉ်ဟာ American Dollar သိန်းနဲ့စာချုပ်ကြီးရနိုင်တဲ့ပွဲစဉ်လို့အတန်တွေထွက်နေတယ်နောက်ထပ်တပွဲကိုထပ်နိုင်ရင်တော့ဝမ်ဟာသွေးလင်းထက်ကို American Dollar သိန်းနဲ့စာချုပ်ကြီးပေးလောက်ပြီလို့ ပြိသက်တွေကလည်းယူဆနေကြတယ်ဒီတော့ဝမ်းကလည်းအဲ့လိုပွဲမျိုးပွဲကောင်းဖြစ်အောင်တည်ပေးကျင်နေတယ်ဒီတော့သွေးလင်းထက်ရဲ့ပြိုင်ဘက်ဟာဘာလို့ဖြစ်လာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်ခင်ဗျသွေးလင်းထက်အနေနဲ့အခုပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းပြီးတော့အမေရိကန်ဒေါ်လာသိန်းနဲ့ဆာအိုဂျီကိုအရယူနိုင်ပါစေဘယ်ပြိုင်ဘက်နဲ့ပဲပေးတွေ့သည်ဖြစ်စေနိုင်ပွဲကိုရအောင်ယူပြနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ